ူတင်ရဲ့ယူကရိန်းပေါ်လှုပ်ဆောင်မှုတွေဟာအိမ်မောကျနေတဲ့အေယာမတရဝရကောင်ကိုနိုးထစေခဲ့ပါတယ်။ဂျာမနီဟာသူ့ရဲ့စစ်တပ်ကိုပြောင်းလဲမဲ့စစ်ရေးပြန်လည်အားဖြည့်မှုတစ်ခုလှုပ်ဆောင်နေပြီးဒါဟာပူတင်ကဘယ်တော့မှမျှော်လင့်မထားခဲ့တဲ့စစ်တပ်တစ်ခုဖြစ်လာစေမှာပါ။ဒီပြောင်းလဲမှုဟာနှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတာပါ။ယူကရိန်းကိုကျူးကျော်မှုမဖြစ်ပွားခင်နှစ်ပေါင်းများစွာကတည်းကမှတ်ချက်ပေးသူတွေဟာဂျာမနီစစ်တပ်ကိုဝေဖန်ခဲ့ကြပြီးဂျာမနီလိုရွယ်စားနဲ့အရေးပါမှုရှိတဲ့နိုင်ငံတစ်နိုင်ငံက ရှိတဲ့စစ်တပ်ထက်အစာပေါင်းများစွာအားနည်းနေတယ်လို့ထောက်ပြခဲ့ကြပါဗျ။ The Spectator ဟာဒီလိုအနှုတ်သဘောဆောင်တဲ့အတန်းတွေတဲကတခုဖြစ်ခဲ့ပါဗျ။2019ခုနှစ်ဩဂုတ်လမှာသူတို့ဟာဂျာမနီစစ်တပ်ကိုလုံးဝလှောင်စရာလို့တစိုက်ကတဲ့ဆောင်းမတပုတ်ထုတ်ဝေခဲ့ပြီးဂျာမနီဟာ NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့သူ့ရဲ့တာဝန်ကိုလုံးဝထမ်းဆောင်နိုင်စွမ်းမရှိဘူးလို့ဆိုခဲ့ပါဗျ။ The Spectator ဟာအဲ့ဒီအချိန်ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တချို့ကိုထောက်ပြခဲ့ပြီးဂျာမနီစစ်တပ်ဟာဘလောက်အားနည်းနေလဲဆိုတာကိုဖော်ပြခဲ့ပါဗျ။ အထူးသဖြင့်သူတို့ရဲ့တိုက်ကားရဟတ်ယင်53စင်းလုံးဆိုလိုတာကရဟတ်ယင်တပ်ဖွဲ့တစ်ခုလုံးဟာဤပညာပြည်တနာတစ်ခုကြောင့်ဆိုင်းငံ့ခံခဲ့ရပါတယ်။ဒီဆောင်ပါဟာဒီဥပမာအပါအဝင်တခြားဖြစ်ရပ်တွေကိုအသုံးပြုပြီးတစ်ချိန်ကဤပညာပိုင်းမှာအလွန်ထိရောက်မှုနဲ့ကြောက်မက်ဖွယ်ကောင်းခဲ့တဲ့စစ်တပ်တစ်ခုဟာအရေးပါတဲ့စက်ကရီယာတချို့ကိုထိမ့်သိမ်းထားနိုင်စွမ်းမရှိတဲ့အထိဆုတ်ယုတ်သွားခဲ့တယ်ဆိုတာကိုပြသခဲ့ပါတယ်။ဒီအားနည်းမှုတွေအကြောင်းအမျိုးမျိုးရှိခဲ့ပါတယ်။ The Spectator ကထောက်ပြခဲ့သလို 1945ခုနှစ်ကနေ1990ခုနှစ်အတွင်းဂျာမနီစစ်တပ်ဟာဒုတိယကမ္ဘာစစ်တွင် သူတို့ရဲ့လှုပ်ဆောင်ချက်တွေနဲ့နိုင်ငံကိုအနောက်ဂျာမနီနဲ့အရှေ့ဂျာမနီဖြစ်ပိုင်းခြားခံခဲ့ရမှုကြောင့်ဖွံ့ဖြိုးတိုးတက်မှုမှာအနည်းငယ်ကန့်သတ်ခံခဲ့ရပါတယ်။အခုထိတောင်ဒီကန့်သတ်ချက်တွေဟာဂျာမနီနဲ့ပတ်သက်တဲ့နောက်ဆုံးဆုံးဖြတ်စာချုပ်အရအကျိုးသက်ရောက်နေပါတယ်။ဂျာမနီရဲ့စစ်တပ်ဟာစစ်သား3,300,000အထိသာထားရှိနိုင်ပြီးဒီထဲက3,400,000ထံမပိုတဲ့အင်အားကိုသာကြီးတက်တဲ့လေတက်မှာထားရှိခွင့်ရှိပါတယ်။ ဂျာမနီဟာငွေကြေးနဲ့နှီးပညာပိုင်းဆိုင်ရာပညာရှိပေမဲ့နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ခွင့်လည်းမရှိပါဘူးဒီကန့်သက်ချက်တွေဟာဥရောပရဲ့နိုင်ငံအများစုကပူတင်ယူကရိန်းကိုကျူးကျော်မှုမဖြစ်ခင်အထိလက်ခံခဲ့ကြတဲ့အရာတွေပါဒါပေမဲ့ဂျာမနီပေါ်ထားရှိတဲ့ဒီကန့်သက်ချက်တွေနဲ့ဂျာမနီနဲ့ကာကွယ်ရေးဆိုင်ရာစစ်ရေးပိုင်းမှာပုံမအားနယ်လာသလိုဖြစ်စေခဲ့ပါတယ် Defense Contact ရဲ့အဆိုအရဒီအားနယ်မှုဟာဂျာမနီဟာပြီးခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာအတွင်းစစ်ရေးခင်မြောင်ပြုလုပ်မှုမှာအနည်းငယ်သာပါဝင်ခဲ့တာကြောင့်ပါ ဂျာမနီရဲ့စစ်အေးတိုက်ပွဲပြီးစစ်ရေးခင်မြောင် ပြုလုပ်မှုဟာအနှဲငယ်အားနိုင်ခဲ့တယ်လို့2023ခုနှစ်မှာဒီသတင်းဌာနကဆိုခဲ့ပါတယ်။ဒါဟာအဓိကဝယ်ယူရေးအစည်းအဝေးမှာနှောင့်နှေးမှုတွေချိုးယွင်းတဲ့စက္ကရာတွေနဲ့အဓိကအစည်းအဝေးတွေအတွက်ကုန်ကျစရိတ်များလွန်းတဲ့ပြဿနာတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဂျာမနီစစ်တပ် Bundeswehr ရဲ့ Inspector General Hahn Eberhard Sonn ရဲ့အဆိုအရ2023ခုနှစ်မှာဂျာမနီစစ်တပ်ဟာပြင်းထန်တဲ့စွမ်းရည်ချို့တဲ့မှုတွေကိုပြသခဲ့ပါတယ်။ အီဘာဟတ်ဆွန်ကမှတ်ချက်ပြုခဲ့သလို2022ခုနှစ်နိုဝင်ဘာလအထိဂျာမနီနိုင်ငံရဲ့ရေတပ်အတွက်ရရှိနိုင်တယ်လို့ယူဆထားတဲ့ရဟတ်ရင်တို့ရဲ့30ရာခိုင်နှုန်းသာလျှင်တကယ်အသုံးပြုနိုင်ခဲ့ပါတယ်။ဒါအပြင်တိုက်လီရင်ရဲ့၃ပုံတစ်ပုံခိမီချီလီရင်တက်ရင်တို့ရဲ့ထက်ဝက်ကြော်နဲ့ရင်ကုန်သင်းမော6စင်းတဲ့က3စင်းသာလျှင်အသုံးပြုနိုင်ခဲ့ပါတယ်။ဒါရီအားလုံးဟာအင်အားကြီးနိုင်ငံတနိုင်ငံလို့ယူဆထားတဲ့ဂျာမနီဟာစက်ကူကြားတကောင်ထပ်မပူတဲ့ပုံရိပ်တစ်ခုကိုပုံဖော်ခဲ့ပါတယ်။ဒီလိုစီရင်ခံစာမျိုးတွေကိုဖတ်ရင် ်ပူတင်ဟာဝမ်းသာအားရဖြစ်ပြီးလက်တွေပုတ်နေမှာသိကြပါဗျ။ရုရှားရဲ့ကောင်းဆောင်အတွက်ဂျာမနီစစ်တပ်ရဲ့အားနိုင်မှုဟာသူ့ရဲ့ယူကရိန်းကျူးကျော်မှုအစီအစဉ်အတွက်သတင်းကောင်းတွေသာယူဆောင်လာခဲ့ပါဗျ။သူတည်ထားတာကသူ့ရဲ့အကြီးမားဆုံးဥရောပစည်ရေးပိုင်ဘက်လို့ယူဆထားတဲ့ဂျာမနီဟာဟန်ပြကြီးဆိုတာကိုသိခဲ့ရပါဗျ။ဂျာမနီဟာယူကရိန်းကိုစည်ရေးကူညီတွေပို့ပေးနိုင်ပေမဲ့စက်ကရီယာပြည်ထနာရီနဲ့ပတ်သက်တဲ့ဒီအစီအစဉ်ခံတာတွေရဒီအကူအညီတွေဟာယူကရိန်းကိုသိမ်းပိုက်ဖို့ရုရှားကိုတားဆီးဖို့တိတ်အလုပ်မဖြစ်မှသိကြပါဗျ။ ်ပူတင်ကအချက်နှစ်ချက်ကိုထည့်မတွက်ခဲ့ပါဘူးပထမအချက်က2022ခုနှစ်ဖေဖော်ဝါရီလမှာသူအပြည့်အဝကျူးကျော်လိုက်တဲ့အခါယူကရိန်းဟာလွယ်လွယ်ကူကူအရှုံးပိတ်လိမ့်မယ်လို့သူထင်ခဲ့ပါတယ်ဒါပေမဲ့ဒါဟာမဖြစ်ခဲ့ပါဘူးယူကရိန်းဟာရဲစွမ်းတပ်တရှိစွာခုခံကာကွယ်ခဲ့ပြီးရုရှားကိုကနဦးကျူးကျော်မှုတွင်သိမ်းပိုက်ထားတဲ့မြို့တချို့ကနေတိုက်ထုတ်နိုင်ခဲ့ပါတယ်အဲဒီနောက်ပိုင်းယူကရိန်းစစ်တပ်ဟာအနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုနဲ့ပုံမိုတန်မာလာခဲ့ပြီး ရုရှားစစ်တပ်မှလည်းဂျာမနီနဲ့ဆင်တူတဲ့စက်ကရီယာပြဿနာတွေရှိနေတယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်။ဒါရင်ဆိုရင်တော့ပူတင်အတွက်ပြဿနာမဖြစ်နိုင်ပေမဲ့ဒုတိယပြဿနာကတော့သူ့ရဲ့ယူကရိန်းကျူးကျော်မှုဟာဥရောပရဲ့ကျန်နိုင်ငံတွေအတွက်နှိုးဆော်ခေါ်ဆိုမှုတစ်ခုဖြစ်လာခဲ့တာပါ။ဂျာမနီဟာဒီနှိုးဆော်မှုကိုတခြားနိုင်ငံတွေထက်ပိုမိုတုံ့ပြန်ခဲ့ပါတယ်။ယူကရိန်းကျူးကျော်မှုပြီးနောက်16လအတွင်းဂျာမနီဟာပူတင်ကိုသူ့လုံဆောင်နေရာတွေကိုအာရုံစိုက်နေတယ်ဆိုတာနဲ့တုံ့ပြန်ဖို့အဆင်သင့်ဖြစ်နေတယ်ဆိုတာကိုပြသဖို့လှုပ်ရှားမှုတွေအများပြားလှုပ်ဆောင်ခဲ့ပါတယ်။ The Guardian က2023ခုနှစ်နွေရာသီမှာဖော်ပြခဲ့သလိုဂျာမနီဟာရုရှားရဲ့ရေနံနဲ့တဘာဝတန်းဝိတ်ပေါ်မှာမိခိုမှုကိုအဆုံးသတ်ခဲ့ပြီးယူကရိန်းစီလက်နက်တွေအများအပြားပို့ဆောင်ခဲ့ပါတယ်။ဒါ့အပြင်ဂျာမနီဟာယူကရိန်းရဲ့အရေးကြီးဆုံးငွေကြေးထောက်ပံ့သူတွေကတနိုင်ငံဖြစ်လာခဲ့ပြီးယူကရိန်းကိုအများဆုံးငွေကြေးထောက်ပံ့ပေးတဲ့တဦးချင်းနိုင်ငံတွေထဲမှာ American ပြည်ထောင်စုနောက်မှာဒုတိယအဆင့်မှာရပ်တည်နေပါတယ်။မကြသေးခင်ကမှဂျာမနီဟာရုရှားရဲ့နေတိုးကိုတိုက်ခိုက်ဖို့ဖြစ်နိုင်ခြေရှိတဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတတိပေးခေါင်းလောင်းတွေထုတ်လွှင့်နေပါတယ်။ 2025ခုနှစ် match လ29ရက်မှာ UK defense journal ကဂျာမနီရဲ့ဂျာမနီစစ်တပ် Batside ကနဲ့ Federal ထောင်လိုင်းရေးဌာနတို့ပူးပေါင်းထုတ်ဝေတဲ့စာတမ်းတစ်ခုကိုဖော်ပြခဲ့ပါတယ်။ဒီစာတမ်းကရုရှားဟာအခုဆိုရင်အနောက်နိုင်ငံတွေကိုရန်သူဖြစ်ရှုမြင်နေပြီးဒါကိုသူ့ရဲ့ရေးတက်တဲ့လေတက်တွေဟာယူကရိန်းစစ်ပွဲမှာကြီးတက်တွေနဲ့နှိုင်းရှင်ရှင်ပါဝင်မှုနေပေမဲ့အဆင်သင့်အနေထားမှာထိမ့်သိမ်းထားခဲ့ပါတယ်။အစိုးရခန်းသားကရုရှားဟာ2025ခုနှစ်မှာသူ့ရဲ့ပြည်ရင်းထုတ်ကုန်စုစုပေါင်း GDP ရဲ့600ခိုင်နှုန်းကျော်ကိုကာကွယ်ရေးအတွက်သုံးစွဲနေပြီးသူ့ရဲ့စစ်တပ်အင်အားကို1.5တန်းအထိတိုးချဲ့ဖို့အစီအစဉ်ဆွဲထားတာကိုထောက်ပြပြီးနောက်ထပ်ကြီးမားတဲ့အရေးတစ်ခုအဖြစ်ရုရှားဟာ NATO နဲ့တိုက်ပွဲဖြစ်ဖို့ပြင်ဆင်နေတာဖြစ်နိုင်ပါတယ်။အကယ်၍ဒီတိုက်ပွဲဖြစ်လပေါ်လာမယ်ဆိုရင်ပူတင်ဟာဂျာမနီနဲ့ရင်ဆိုင်ရမှာပါ။ဒါကြောင့်လဲဆိုရင်ဂျာမနီရဲ့အိမ်မောကျနေတဲ့ရည်မှန်းချက်တွေအပြည့်အဝနှိုးကျလာခဲ့ပြီးပူတင်ဘယ်တော့မှဖြစ်နိုင်မယ်မထင်ခဲ့တဲ့အရာတစ်ခုကိုလှုံ့ဆော်နေလို့ပါ။ဂျာမနီဟာစစ်ရေးပြန်လဲအားဖြည့်မှုတစ်ခုပဲလှုံ့ဆော်နေတာမဟုတ်ပါဘူး။ ရုရှားကဂျာမနီကိုအပြည့်အဝတော်လှန်ပြောင်းလဲမှုတစ်ခုစီတွန်းပို့ခဲ့ပါတယ်။ပူတင်ကနေတိုးနဲ့စစ်ပွဲဖြစ်မယ်ဆိုရင်သူဟာအလွန်အင်အားကြီးတဲ့ပြိုင်ဘက်တစ်ခုနဲ့ရင်ဆိုင်ရမှာပါ။ဂျာမနီဟာရုရှားနဲ့ရင်ဆိုင်ဖို့ဘလို့ပြင်ဆင်နေလဲ။နောက်ပြီးဥရောပရဲ့အလေးစားခံရဆုံးစစ်ရေးအင်အားကြီးနိုင်ငံတွေကတနိုင်ငံအဖြစ်ပြန်လဲတလှမ်းဖို့အနာဂတ်အတွက်ဘာတွေလှုပ်ဆောင်နေလဲဆိုတော့ Breaking Defense ရဲ့ April 28ရက်နေ့ဖော်ပြချက်အရဥရောပတစ်ခုလုံးဟာပြီးခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာထက်ပုံမှန်မြင့်ပါတဲ့စစ်ရေးသုံးဆွဲမှုတွေစီဥတီနေပုံရပါတယ်။ ဂျာမနီဟာဒီလှုပ်ရှားမှုကိုဥဆောင်နေပြီးကမ္ဘာပေါ်မှာကာဝယ်ရေးအတွက်အသုံးစရိတ်အများဆုံးစတုထနိုင်ငံဖြစ်လာဖို့ပြင်ဆင်နေပါတယ်။ဒါဟာအမေရိကန်ပြည်ထောင်စုရုရှားနဲ့တရုတ်နိုင်ငံတို့ပြီးရင်ဂျာမနီရဲ့စစ်တပ်ထဲထည့်သွင်းမဲ့ငွေကြေးပမာဏအရနေရာယူထားတာပါ။2024ခုနှစ်တစ်နှစ်ထဲမှာဂျာမနီဟာကာကွယ်ရေးအတွက်88.5ဘီလီယံဒေါ်လာသုံးစွဲခဲ့ပါတယ်။စိတ်ဝင်စားစရာကဒီပမာဏဟာဂျာမနီရဲ့ GDP ရဲ့1.9%ခန့်သာရှိပြီး နေဒိုးကအကြံပြုထားတဲ့ GDP ရဲ့200ရာခိုင်နှုန်းသုံးဆွဲမှုအောက်မှာရှိနေပါသေးတယ်။ဒါပေမဲ့ဒါဟာရုရှားအတွက်သတင်းဆိုပါ။ဘာကြောင့်လဲဆိုရင်ဂျာမနီမှာတိုးတက်ဖို့နေရာအများကြီးကြံရှိနေသေးပါတယ်။နောက်နှစ်အနေငယ်အတွင်းဂျာမနီရဲ့စည်ရေးသုံးဆွဲမှုဟာဒုံးပြန်တစိမ့်လို့ထိုးတက်သွားနိုင်ပါတယ်။ဒီ GDP ကန့်သက်ချက်နဲ့တော့2024ခုနှစ်ရဲ့ကနန်းတွေဟာ2023ခုနှစ်ရဲ့ဂျာမနီရဲ့စည်ရေးသုံးဆွဲမှုထက်28ရာခိုင်နှုန်းတိုးတက်လာတာဖြစ်ပြီး 2015ခုနှစ်ကတည်းကဆိုရင်စုစုပေါင်း89ရာခိုင်နှုန်းမြင့်တက်လာတာပါဆိုလိုတာကဂျာမနီဟာပြီးခဲ့တဲ့ဆယ်သုနှစ်တွင်သူ့ရဲ့စစ်တပ်အတွက်သုံးဆွဲတဲ့ငွေကြေးပမာဏကိုနှစ်ဆလောက်တိုးမြင့်ခဲ့တာပါဒီရုပ်တရက်သုံးဆွဲမှုမြင့်တက်လာမှုဟာပူတင်ကသူ့ရဲ့အပြည့်အဝကျူးကျော်မှုကိုစတင်ခဲ့တဲ့2022ခုနှစ်မှာဂျာမနီကထူထောင်ခဲ့တဲ့105ဘီလီယံဒေါ်လာတန်ဘတ်ဂျက်ပြင်ပရန်မုံငွေနဲ့အားဖြည့်ခံပါတယ်ဒီရန်မုံငွေဟာ2024ခုနှစ်ထိပုံမှန်သုံးဆွဲမှုကိုဦးတည်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ဂျာမနီအနေနဲ့သူ့ရဲ့လက်နက်ထုတ်လုပ်သူတွေစီကနေလက်နက်တွေပုံမဝယ်ယူနိုင်ဖို့နဲ့စည်ရေးသူတေသနာ project အစ်စ်တွေမှာပါဝင်နိုင်ဖို့ခွင့်ပြုခဲ့ပါတယ်။ဒီတုံးဆွဲမှုရဲ့ရလဒ်တွေဟာများပြားလုံးမလှပါဘူး။ပြီးခဲ့တဲ့နှစ်အနည်းငယ်တွင်ဂျာမနီဟာယူကရိန်းစီစည်ရေးကူညီဖြင့်14.3ဘီလီယံဒေါ်လာကျော်ပို့ဆောင်နိုင်ခဲ့ပြီးလူသားချင်းစာနာမှုနဲ့ငွေကြေးကူညီဖြင့်ဘီလီယံပေါင်းများစွာထပ်မံထောက်ပံ့ခဲ့ပါတယ်။သူ့ရဲ့ကိုပိုင်စက်တက်နဲ့ပတ်သက်လို့ဂျာမနီဟာဒီရန်ပုံငွေတွေကို2022ခုနှစ်ကလေးက ဝယ်ယူရေးနဲ့ဖွံ့ဖြိုးရေး project 68ခုအတွက်အကြီးအကျယ်သုံးစွဲခဲ့ပါတယ်။ဒီ project တွေကြောင့်ဂျာမနီဟာ Leopard 2A8 အဓိကတိုက်ခိုက်ရေးတင်ကားတွေအားဖြည့်နိုင်ခဲ့ပြီး U212CD ရင်းကုန်သင်းမောအစ်တွေဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဝေဟင်ကာဝယ်ရေးအတွက် Patriot ဒုံးကျူတွေထပ်မံဝယ်ယူမှု155 mm အမြောက်တက်လက်နက်ဝယ်ယူရေးကိုပြန်လည်အာရုံစိုက်မှုတွေကိုထည့်သွင်းလိုက်မယ်ဆိုရင်ပူတင်ကိုကြောက်လန့်တုံလှုပ်စေမဲ့သုံးဆွဲမှုတစ်ခုကိုမြင်ရမှာပါ။ဒီသုံးဆွဲမှုတစ်ခုတည်းကပင် ဂျာမနီဟာစစ်ရေးပြန်လည်အဖြစ်မှုကိုတန်တိတ်ထန်ချထားတယ်ဆိုတာကိုပြသဖို့လုံလောက်နိုင်ပေမယ့်2025ခုနှစ်နဲ့နောက်ပိုင်းမှာစီစဉ်ထားတဲ့အရာတွေနဲ့နှိုင်းယှဉ်ရင်ဒါဟာဘာမှမဟုတ်ပါဘူးမက်ရှလာမှာဂျာမနီရဲ့ဥပဒေပြုသူတွေဟာကာကွယ်ရေးနဲ့ခြေကံအဆောက်အအုံတုံးဆိုင်မှုမှာတမိုင်းဝင်တိုးမြှင့်မှုတစ်ခုအတွက်မဲပေးခဲ့ပါတယ်နိုင်ငံရဲ့ပါလီမန်မတ်တွေရဲ့၃ပုံ၂ပုံရဲ့ထောက်ခံမှုနဲ့အတီးပြုခံခဲ့ရပါတယ်ဒီမဲပေးမှုကကာကွယ်ရေးနဲ့လုံခြုံရေးတုံးဆိုင်မှုတွေကိုဂျာမနီရဲ့တင်းကျပ်တဲ့အကျွေးစီးမြင့်တွေကနေကင်းလွတ်ခွင့်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ် ဒီစီးမြင့်တွေဟာပုံမှန်အဖြစ်ဂျာမနီရဲ့စည်ရေးဘတ်ဂျက်ကိုမြင့်တင်ဖို့တားဆီးထားခဲ့တာပါဒါတွေကိုဖယ်ရှားလိုက်တဲ့အခါဂျာမနီဟာ948ဘီလီယံဒေါ်လာတန်အခြေခံအဆောက်အုံဘတ်ဂျက်တစ်ခုဖန်တီးခဲ့ပြီးဒါကိုသူ့ရဲ့စစ်တပ်ကိုအားကောင်းလာစေဖို့နဲ့ဥရောပစစ်မျက်နှာပြင်မှာထိရောက်ဖို့လိုအပ်တဲ့အဆောက်အုံတွေကိုတန်မာလာစေဖို့တုံးဆွဲဖို့အစီအစဉ်ဆွဲထားပါတယ်။ဂျာမနီဟာသူ့ကိုယ်သူအားကောင်းလာစေဖို့အတွက်သာတုံးဆွဲနေတာမဟုတ်ပါဘူး။ဥရောပတစ်ခုလုံးရဲ့ခုခံမှုကိုတန်မာလာစေဖို့လှုံ့ဆော်နေတာဖြစ်ပြီး ဥရောပသမဂ္ဂရဲ့အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေကိုပါငွေကြေးထက်ဝင်ထောက်ပံ့ပြီးပူတင်ရဲ့ချက်ထွင်မှုရည်မှန်းချက်တွေကိုမကြခင်ရင်ဆိုင်ရမယ့်နိုင်ငံတွေကိုပံ့ပိုးပေးနေပါတယ်။ဒီဥပဒေသစ်ရဲ့အဓိကအင်အားရပ်တွေကတခုကဂျာမနီရဲ့အကြွေးကန့်သတ်ချက် debt brake ကိုပြောင်းလဲလိုက်တာပါ။ရခိုင်ကဂျာမနီရဲ့ကာဝေးရေးတုံးဆက်မှုဟာနိုင်ငံရဲ့ GDP ရဲ့3.35ရာခိုင်နှုန်းတို့ရောက်ရှိတဲ့အခါချင်းငွေကန့်သတ်ချက်တခုနဲ့ကန့်သတ်ခံခဲ့ရပါတယ်။ဒီကန့်သတ်ချက်ထက်ကျော်လွန်တဲ့တုံးဆွဲမှုတွေဟာ ဂျာမနီရဲ့ရန်ပုံငွေတွေကနေချိန်ဝင်မပါဘဲလာရမယ်ဆိုတာပါအခုတော့ GDP ရဲ့တရာခိုင်နှုန်းထက်ကျော်လွန်တဲ့သုံးဆွဲမှုတွေဟာချိန်ဝင်ကန့်သက်ချက်တွေနဲ့မသက်ဆိုင်တော့ပါဘူးဆိုလိုတာကဂျာမနီဟာသူ့ရဲ့စစ်တပ်ကိုတော်လှန်ပြောင်းလဲဖို့လိုအပ်သလောက်သုံးဆွဲခွင့်ကိုလွတ်လပ်စွာပေးအပ်လိုက်တာပါဒီရလဒ်အနေနဲ့900ဘီလီယံဒေါ်လာကျော်ကိုသုံးဆွဲမှုအစီအစဉ်တက်တွေအတွက်အကတိပြုထားပါတယ်ဒါရီအားလုံးကလုံလောက်မှုမရှိသေးဘူးဆိုရင်ဂျာမနီဟာဥရောပသမဂ္ဂရဲ့အရေးပေါ်ဥပဒေပုံမှန်တစ်ခုကိုအသက်သွင်းခဲ့ပြီးဒီဥပဒေကဂျာမနီကို ဥရောပသမဂ္ဂရဲ့တုံးဆွဲမှုအစည်းအဝေးတွေကိုမချိုးဖောက်ဘဲသူ့ရဲ့တုံးဆွဲမှုကိုလှိမ့်မြန်စွာတိုးမြှင့်ဝင်ပြူပါရယ်။ဂျာမနီဟာဥရောပသမဂ္ဂရဲ့အရေးပေါ်ဥပဒေပုံမှန်အောက်မှာသူ့ရဲ့ပြည်ရင်းတုံးဆွဲမှုကန့်သတ်ချက်တွေကိုဖယ်ရှားလိုက်ပြီးနောက်ဂျာမနီနဲ့ဥရောပသမဂ္ဂရဲ့အခြားအဖွဲ့ဝင်နိုင်ငံတွေဟာလာမယ့်၄နှစ်တွင်သူတို့ရဲ့ GDP ရဲ့1.5%ခန့်လုံးထိနှစ်စဉ်တုံးဆွဲမှုတိုးမြှင့်နိုင်တဲ့စွမ်းရည်ကိုရရှိခဲ့ပါရယ်။ဂျာမနီဟာသူ့ရဲ့ဥရောပသမဂ္ဂမိတ်ဖက်တွေကိုဒီစည်းမျဉ်းကိုခွင့်ကောင်းယူဖို့အားပေးခဲ့ပါရယ်။ ဒါပေမဲ့네ပယ်တချို့မှာခက်ခဲမှုတွေရှိနိုင်ပါတယ်။ဂျာမနီမှာအကျွေးမရှိတာကြောင့်အခုချိန်မှာသုံးဆွဲမှုတိုးမြင့်နိုင်တဲ့နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်ပေမဲ့စပိန်နဲ့အီတလီလိုနိုင်ငံတွေကတော့ပုံမခက်ခဲတဲ့အနေအထားမှာရှိနေပါတယ်။ဒီနိုင်ငံတွေဟာဂျာမနီလိုသုံးဆွဲမှုတိုးမြင့်မှုမှာပါဝင်နိုင်ခြင်းမရှိပေမဲ့ဂျာမနီရဲ့စစ်တပ်ကိုတော်လန်ပြောင်းလဲဖို့ဂတိကဝတ်ကြောင့်အကျိုးကျေးဇူးတွေရရှိမှာပါ။ဒီလှုပ်ရှားမှုတွေဟာဂျာမနီရဲ့ကိုကြိုးတက်တာလှုပ်ဆောင်နေတာမဟုတ်ပါဘူး။ဒါတွေဟာ ဂျာမနီဟာဥရောပသမဂ္ဂရဲ့အကောက်အွယ်ပေးသူဖြစ်အမဲဖြစ်တဲ့အခန်းကဏ္ဍကိုတာဝန်ယူလှုပ်ဆောင်နေတာပါ။ပေါ်လတီကိုရဲ့အဆိုအရဒီအရေးပေါ်ဥပဒေပုံမှန်ကိုအသက်သွင်းလိုက်တာကဂျာမနီဟာသူတိရှိပြီးသားဂတိပြုထားတဲ့950ဘီလီယံဒေါ်လာလောက်ရဲ့သုံးစွဲမှုကိုအစာပေါင်းများစွာကျော်လွန်နိုင်တဲ့အလားအလာရှိတယ်ဆိုတာကိုဖော်ပြပါရစေ။ပြည်ရင်းကန့်သက်ချက်တွေကိုဖယ်ရှားလိုက်ပြီးနောက်ဂျာမနီအဓိပတိမတ်စ်က1.13ထရီလီယံဒေါ်လာတန်ကာကွယ်ရေးနဲ့အခြေခံအဆောက်အအုံတစ်ခုအစီအစဉ်တစ်ခုကိုသဘောတူညီခဲ့ပြီး ဒါဟာဥရောပသမဂ္ဂရဲ့အရေးပေါ်ဥပဒေပုံမှန်ကိုအကူထားတာပါ၂024ခုနှစ်မှာဂျာမနီဟာသူ့ရဲ့စက်ကရီယာအခြေအနေဘလို့ပဲဖြစ်နေပါစေကမ္ဘာပေါ်မှာကာဝေးရေးတုံးဆွဲမှုဇဒုတ်ထအကြီးဆုံးနိုင်ငံဖြစ်ခဲ့ပြီးသားပါအခုတော့ဂျာမနီဟာရုရှားနဲ့တရုတ်နိုင်ငံတို့ရဲ့စစ်ရေးဘတ်ဂျက်အပိုင်းမှာပုံမနီးကပ်လာနိုင်တဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်နေတာကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်ဒါကြောင့်ဂျာမနီဟာသူ့ရဲ့စစ်တပ်နဲ့ပတ်သက်လာရင်သူပြောတဲ့အတိုင်းငွေကြေးထည့်သွင်းလှုပ်ဆောင်နေပြီဆိုတာပါဒါ ဂျာမနီဟာအခုအကြီးစားလက်နက်ပြန်လည်တပ်ဆင်မှုတစ်ခုမှာပါဝင်နေပါဗျ။ Leopard တင်ကားအစ်တွေရင်းငုံသင်းမော်တွေနဲ့အမြောက်ဆန်တွေဝယ်ယူမှုတွေကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဖော်ပြပြီးသားဆက်ကရီယာတွေအပြင်ဂျာမနီဟာစစ်သင်းမော်အစ်တွေရေဒီယိုနဲ့ရေဒါအနှောက်ရှက်ပေးဆက်တွေထောက်လန်းရေးဂျိုတူတွေနဲ့ညံရီတူ AI အတွက်ပါအကြီးအကျယ်သုံးဆွဲဖို့အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။ဒီနောက်ဆုံးနှစ်ခုကအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုရင်ဒါတွေက ဂျာမနီဟာစစ်တပ်ရွယ်စားကိုတုံးမြင့်ဖို့သာရှာဖွေနေတာမဟုတ်ဘူးဆိုတာကိုပြသလိုပါ။ဂျာမနီဟာခင်မီအောင်ပြုတ်လို့ဖို့လဲလိုလားနေပါတယ်။ဂျူဒူအစ်စ်တွေနဲ့ပူတင်ကိုပုံမအနီးကပ်စောင့်ကြည့်နိုင်မှာဖြစ်ပြီးသူ့ရဲ့မဟာဗျူဟာတွေကိုအထောက်အကူပြုမဲ့တည်င်းအချက်လက်တွေကိုစုဆောင်းနိုင်ကမဟာမိတ်တွေနဲ့မျှဝေနိုင်မှာပါ။ညံရီတုကိုတုံးမြင့်အသုံးပြုမှုကအလိုလျောက်ဒရုန်းတွေနဲ့စင်တူလက်နက်တွေဖွံ့ဖြိုးတိုးတက်မှုကိုခွင့်ပြုနိုင်ပြီးဂျာမနီရဲ့စစ်သားတွေကိုအန်ဒီယန်နေပါသွားရုရှားနဲ့တိုက်ခိုက်နိုင်စီမှာပါ။ဂျာမနီစစ်တပ်ဟာအစိမ့်မြင့်နည်းပညာတွေလိုအပ်ပြီး ဒါရီတဲကအများစုကိုအမေရိကန်ပြည်ထောင်စုကနေဝယ်ယူရပါတယ်။ဒါပေမဲ့သူ့ရဲ့အရေးတကြီးလိုအပ်ချက်တွေကလူဝင်အားနဲ့ခဲယံတွေပါ။ဂျာမနီဟာအမြောက်ဆန်အစ်စ်တွေအတွက်အကြီးအကျယ်သုံးဆဲဖို့ရည်ရထားတာအပြင်ဒီသုံးဆဲမှုဟာ Patriot ဒုံးကြီးအစ်စ်တွေလိုဒုံးကြီးတွေကအစားတနက်သေးတွေအတွက်ခဲယံတွေအထိအကျုံးဝင်မယ်လို့ယူဆနိုင်ပါတယ်။ဂျာမနီမှာလက်ရှိမှာစစ်သား38000ကိုစစ်တပ်စရင်မှာထားရှိထားပါတယ်။2032ခုနှစ်မှာဒီရေအတွက်ကို23000ခန့်အထိတိုးမြှင့်ဖို့ရည်ရွယ်ထားပါတယ်။ ဒီတိုးတက်မှုကဂျာမနီအနေနဲ့လစ်သူယေးနီးယားမှာစစ်ရေးအခိုင်အမာတက်ဆွဲမှုတစ်ခုဖန်တီးနိုင်စေမှာဖြစ်ပြီးဒါဟာဘောလ်တစ်ပြည်နယ်၃ခုရေကတစ်ခု ဖြစ်ပါတယ်။ပူတင်ကသူ့ရဲ့ရည်မှန်းချက်တွေကိုယူကရိန်းထက်ကျော်လွန်ပြီး NATO ဥဆောင်တဲ့ဥရောပစီထပ်မံချဲ့ထွင်မင်းဆိုရင်ဒီပြည်နယ်တွေဟာရုရှားနဲ့ရှေ့တန်းမှာထိတ်တိုက်ရင်ဆိုင်ရမှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။